88ရေးစင်နောက်ပိုင်း89မှာပါတီထောင်ကြတယ်။နိုင်ငံရေးပါတီတွေထောင်ကြရဲ့ဟာဒါတန်တရားမအောင်လို့ဦးဆောင်ပြီးတော့ရခိုင်ဒီမိုကရေစီပေါ်ကျစီထောင်ကြအဲ့မှာသူကစစ်တွေကကအမေကကြောက်မှုတွေကအဲ့မှာရှားပြီးတော့သူလူနဲ့အကျွမ်းတဝင်တော့မဟုတ်ပါဘူးသူ့ကိုစား မြေဖူးတဲ့အရှင်တော်နဲ့သုဘသမီးတော်စိတ်မပြောဘူးပါဘူးရှားပြေးကြရပါလေ။နောက်တကယ်ဒီနယ်ထဲတွေ့ပြီးတော့အယုံလုံးလာရတာကမင်းတော်ကြောင့်ရွေးကောက်ပွဲကိုတောင်းပြီးတော့ပါတီဆောင်တဲ့အချိန်ခါမှာမိမကြားပြီးတော့ပြည်သားကြရပါလေ။ကျောင်းသားကျော်ကျွေးတွေကညောင်တက်လို့ကျောင်းသားတော်လေသူက ရဲရတဲ့လူကိုဟိုခေတ်ကနေပြောလေကောမဲဆိုရင် anti base ကိုခေါ်ကြမှာနောက်တော့ကျောင်းတော်ခံရရင်ကျောင်းတော်ခံရပြီးတော့အဲဒီကဘာသူရှင်ဆရာအမိနဲ့စစ်တီမှာဆရာပြရဲ့ဒီတော့တယောက်ဆိုတော့အောင်မြင်တဲ့တပည့်တပန်းတွေလည်းအများကြီးရှိရဲ့အဲဒါလေးအပြည့်အစုံတွေပါပဲတစ်ချိန်ကြာရတယ်နိုင်ငံကြီးပါတီတွေလုပ်တဲ့အခါမှာတော့သူကရွေးကောက်မှုမဝင်ဘူး နောက်ဆောင်ဆင်းလာတာနောက်မျိုးနဲ့ဒီလိုမျိုးတော့ကိုယ်ရှင်နဲ့ရှင်နဲ့ရောက်ပေါ်ကုန်ပြီးအံတွေတို့နဲ့တို့တော့အံတွေတို့ကပထမကြီးကပဲတို့တော့ရောက်သွားပြီဒီနေရာဒီမှာလူနဲ့ဟိုရတော်မှာဖြစ်နေဆုံးကြတာပေါ့လေသူကတရားဆရာကြာကြီးဆရာဆရာလေးအများကြီးပတ်တယ်နောက်နိုင်ငံကြီးအတိုင်းအင်္ဂါအင်္ဂါတစ်ခိုင်တောင်းနေတာသူတဲ့တော်တော်လေးကိုစိုးရစိုးတော့ တော်ရင်ပေါင်းရတဲ့နေရာကြောင်းနေတဲ့ဘောရှိတယ်။သူကမျိုးနဲ့ပူနေချင်နေတာ။သူကနိုင်ငံကြီးမှာပူပြီးတော့ဟိုအမြင့်တည်းရှိတယ်။နိုင်ငံကြီးကမှပြရမယ်နဲ့ဟိုသူကဒီခိုင်နိုင်ငံကြီးတော့ရဆိုတာကိုကြီးပါတယ်။ဒါနဲ့တတော်မှပြရမယ်နဲ့ပြောမယ်ဆိုလို့ရှိရင်သူကအန်ဒေယူကဝန်ဆောင်မှုအပိုင်းကိုဥပဒေပေးတယ်။အဲဒီ development ကိုဥပဒေပေးတယ်။အမှန်ပြတာ public service graphic နဲ့ချေရအောင်သူကရောအဲ့လိုဟာဒီထက်နိုင်ငံရေးမှာပဲသူကနေမျိုးပြီးတော့အချင်းနေမစရပို့ပြီးတော့အလုံးလုံးတဲ့နိုင်ငံရေးအတိုင်းအဝန်းရေးနဲ့လည်းပို့ပြီးတော့သူကစကားပြောနိုင်တယ်ဟဲ့တတော်ခင်းကြီးဒီမှာလည်းသူကပြောကြရှိရင်တော့တွေ့မချောင်းသူပြောရင်ပြောနိုင်တဲ့အရေးချင်းလည်းရှိရဲ့ပြောပြောတတ်တယ် တော့ဟိုဒီလုပ်တဲ့အခါတို့တော့သူကပြည့်ရည်ပါကြီးတိတ်မရှိဘူးဆန်ဆန်တာတော့ဘာမှမဆန်ဘူးတော့ now နထောင်းငစေရွေးပါခွေမာရအမေတို့ဒီလိုယူတာကိုဝင်ဖို့ဒီမှာမပါမလုပ်ကြတော့ဘူးဒီလိုယူတာကိုအမမလုပ်တော့ဘူးလေအငလည်းယူတာကိုဒီမကံကြဘူးဆိုတော့ မပါရတော့ဘူးဒီကောင်ကမမတဲ့မပါရတော့ဘူးဒါအင်းနဲ့ရှုံးမှာပဲတဲ့နောက်တော့ရှောင်းလာပြောကဒီမိုင်းမယ်မီထဲကိုလေချင်းရောက်တော့မှတော့မသိလို့လိုက်လို့ဆိုတာပါပဲအဲ့လိုရောက်ပြီးတော့သူကသူအဲ့နေပင်မှာရောက်ရှိပြီးတော့ကိုယ်တော်တော်ရဲ့ခိုင်ပြေတဲ့နိုင်ငံကြီးတည်ဝင်တော့ဝင်ဆုံးရှုံးတော့တာပေါ့လေ ဒါချေဖို့ကောင်းတဲ့အဲဒီသဘောပါ။အံဒီတော့ဒီနေ့ပို့စခုတင်ထားလိုက်တယ်သူကအချိန်နှုန်းကကြောင်းတော့တင်လာတော့ဒီတက်ကြရဲ့ edibis တို့တထဲမှာလည်းနိုင်ငံရေးစကားကြီးပြောရင်သူတမလေးလုပ်တယ်အခုခုထက်မှာကြောက်ကြပြီမယ်သူဒီပြည်တွင်းညီညာရေးကိုလူကြီးနဲ့သူညီညာရေးကိုမြန်နေတဲ့သူဒီရောက်ဖြစ်တယ်ရှိရလဲအကယ်ရောအတိမတ်ပြုတဲ့အနေနဲ့အကယ်ရောအထောင်ဆန်းတော့မှာ အဲ့ဒီ2005ဟိုဟိုအင်္ဂလိပ်ပထမကျင်းကြီးပြန်ရခံရမိလိုက်တယ်လေဆရာဦးသာကျော်ကရောဒုတိယကျင်းတို့အသက်တန်းမှာပဲရလာရောဒုတိယကျင်းအချက်ကပြန်တော့ဒီတိုင်းကြီးလာခံရတယ်သူကအင်္ဂလိပ်နဲ့ဒီလိုအင်္ဂလိပ်ကလွတ်တော့အမတ်တရားအနေနဲ့ပါရဲ့သူကနိုင်ငံရေးပုတ်ပါ GNP ပါတီကကိုယ်စီလည်းအင်းနဲ့ပါရဲ့အဲ့လိုညဉ့်ညဉ့်ကြီးတာကကြကြရဲပုံမကြရဲဒီတိုင်းညဉ့်ညဉ့်ကြီးလာရဲနိုင်ငံရေးသမားတရားပါဆိုရဲဟောအင်္ဂလိပ်က a message to be like that. Bye. Bye.